ကဲနှစ်ထိုးမျိုးလူမျိုးသားများအားလုံးမင်္ဂလာပါဗျာကောင်းတော်ညနေကျမှဗျာအခုဆိုရင်ဦးဇင်အားရှင်မေနာထွေးဖျားဟိုလာဖူးနေတဲ့ထွေးယူရောက်ရှိနေပါတယ်ဗျာနော်အဲ့တော့အနေနဲ့ရရမှာရောက်ရှိနေတဲ့ငင်းချမ်းမှုလိုလားတယ်အေးချမ်းမှုလိုလားတယ်ကိုစာတိကိုရရပါကိုမျိုးမှာနေတင်တဲ့ပြည်သူတွေပေါ့ဗျာနော်ပြည်သူတွေကိုပြောတာပေါ့ဗျာနော်အကျန်းဖက်အားပေးတဲ့အကျန်းဖက်နဲ့လိုသူလိုပါတွေတော့ဦးဇင်အား ဖိတ်ခေါ်ပါဘူးเนาะမဖိတ်ခေါ်ပါဘူးလာပါတော့လည်းမပြောပါဘူးမလာနဲ့လို့လည်းမပြောပါဘူးဘာလို့လဲဆိုတော့ကျုံမျိုးမဟုတ်ဘူးလေဗျာကျုံနေရမဟုတ်ဘူးเนาะအဲ့တော့ဒီနထိုးမျိုးသူမျိုးသားမှာအေးချမ်းချမ်းနဲ့အစောကြီးကတည်းကစစ်ဆောင်သွားတဲ့ပြည်သူတွေအခုနထိုးကြီးမျိုးပပက်လယ်မှာ၄မိုင်၅မိုင်ကန်အကွာပပက်လယ်မှာတက်မတော်ဒီဒါတရားခိုင်နှုံးနီပါလို့ပြောလို့ရပါတယ်ဗျအုတ်ချုပ်ထားခြင်းဖြစ်ပါတယ်เนาะအဲ့တော့တက်မတော်ရဲ့အရေးအောက်မှာနေရတာပူလောင်နလားအေးချမ်းနလားဆိုတာကတော့ ခင်ဗျားတို့အခုရောက်ရှိနေတဲ့နေရာငင်းချမ်းမှုလိုလာတဲ့အေးချမ်းမှုလိုလာတဲ့ခင်ဗျားတို့အခုရောက်ရှိနေတဲ့နေရာတွေကတမတော်ရဲ့အရေးအောက်မှာရောက်ရှိနေရဲဆိုတာလည်းဥစဉ်တည်ပါတယ်ဗျာနော်အဲ့တော့တမတော်ရဲ့အရေးအောက်မှာရမ်းမဲအေးချမ်းပါတယ်နော်ဒီလိုကောင်းပြအောင်လည်းအိတ်လို့ရပါတယ်အခုနှစ်ထိုးကြီးမှလည်းတမတော်ဒီအကုန်လုံးအုပ်ချုပ်ပြီးတဲ့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့် တမန်တော်ရဲ့အရေးအဝါသအောက်မှာအေဂျမ်းမှုငင်ဂျမ်းမှုကိုလိုလားတဲ့နေခြင်းနဲ့ဆိုလို့ရှိရင်တထိုးမြို့သူမြို့သားတွေပြန်လာလို့ရပါပြီကနော်ပြန်လာလို့ရပါပြီဒါရန်ကုန်နထိုးကြီးကားတွေကတော့ဒါဆွဲနေပါပြီကနော်ပြည်သူများအားလုံးဒါဦးစင်ဟန်တမန်တော်ရဲ့ကိုစားဒီမှာဆိုလို့ရှိရင်တမန်တော်ရဲ့ရောဌာနဆိုင်ရာဝန်တန်းရောစေဝန်အုပ်တွေအကုန်လုံးအကုန်လုံးရောက်ရှိနေပါပြီကနော်အဲ့တော့ကိုရွာကိုမြို့နယ်ကိုကိုနထိုးကြီးမြို့ကြီးကို ပြန်လာပါပြန်လာခဲ့တော့လူရဲ့ပေါက်ကိုတော့တော့ဖိတ်ခေါ်ပါတယ်ဗျာနော်ဖိတ်ခေါ်ပါတယ်ဘာလို့လဲဆိုတော့လူတိုင်းလူတိုင်းကကိုယ်မျိုးနဲ့ကိုယ်ဟာကိုယ်ဇာတိကိုပဲကိုနေရင်ရတာပဲမဖြစ်လို့တာခင်ဗျားတို့နေနေရတာအိမ်လာကတွေကလည်းဈေးကြီးတယ်နော်အိမ်လာကတွေလည်းစားစရိတ်တွေကလည်းဈေးကြီးတယ်နော်တချို့ဆိုလို့ရှိရင်အိမ်လာကမငားနိုင်လို့ဖုန်းเจ้าမှနေရတာရှိတယ်ဖုန်းเจ้าမှအဆင်မပြေနဲ့ဖုန်းကြီးနေရတဲ့အခက်ခဲတွေရင်ဆိုင်နေရတာလည်းအများကြီးရှိပါတယ်နော် အဲ့တော့နထိုးကြီးကိုပြန်လာလို့ရပါပြီ။ပေါက်ကိုတော့တောင်မှနထိုးကြီးရောက်ရှိနေပြီဆိုလို့ရှိရင်တော့အခြားကတော့ဘာမှကိုပြောစရာမလိုတော့ဆိုအောင်လည်းတည်စေချင်ပါလေဗျာနော်။ကဲအားလုံးနထိုးကြီးမျိုးတို့မျိုးသားများအားလုံးစိတ်ချမ်းသာကိုကြီးကြမှာခြင်းများနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ဖေးရှင်ပြီးတမတော်ရဲ့ကျေးဇူးတရားကိုအမြန်ဆုံးတည်ရှိ၍ဖေးအရင်နဲ့ပထွေးကိုလည်းကွဲကွဲပြားပြားတည်နိုင်ကြပါစေဗျာ။အားလုံးဒါပါပဲဗျာ။ကဲအမျိုးများလေးနထိုးကြီးက တန်ခိုင်ဓမ္မရေအားလုံးမင်္ဂလာပါဗျ။ဥစဉ်ခုရောက်ရှိနေတာကတော့ပြည်အောင်စုတန်ခိုင်ခွင့်ပြုရေးပါတီတဲ့နထိုးကြီးမျိုးရှေ့ကိုရောက်ရှိနေပါလေဗျာနော်။အဲဒါနထိုးကြီးမျိုးကိုကြောင်းလဲအောင်လုပ်ပေးမယ်တန်ခိုင်အမတ်တွေအရွေးခံမဲ့အမတ်တွေပေါ့ဗျာနော်။အဲဒါတတ္တိရှိရှိနဲ့ကိုမျိုးကိုဥဆောင်ပြီးမှတန်လာခဲ့ကြ။တန်လာပြီးမှခင်ဗျားတို့ဥဆောင်ပြီးမှလောက်ကြဟုတ်လား။ဘယ်သူမှအတက်နှချောင်းအပေါ်လေးလည်းမပါကြပါဘူးဗျာနော်။ နိုင်ငံကိုပြောင်းလဲအောင်လုပ်ပေးမယ်သူတိုင်းပြည်ဦးစင်းတော့ကြံ့ခိုင်ရေးကိုတရားခိုင်တော့ယုံကြည်တယ်နော်ဘာလို့ကြံ့ခိုင်ရေးကိုတရားခိုင်တော့ယုံကြည်လို့ပေါ့ကတော်တော်အားပေးနေရလဲဝိုင်းရနေရလဲဆိုရင်ကြံ့ခိုင်ရေးမှာလုံးတက်အကန်လုံးဂျုံရေးရဆောင်ရွက်နိုင်တဲ့သူတွေပါတယ်လို့စီဝါရေးရလည်းဆောင်ရွက်နိုင်တဲ့သူတွေပါတယ်မြမပြည်ကြီးကိုပြောင်းလဲပေးနေအောင်လုပ်နိုင်မဲ့သူတွေကြံ့ခိုင်ရေးမှာအားကြီးပါတယ်ဗျအားကြီးပါတယ်နော်ဒါကြောင့်မလို့ဘာလို့လဲဆိုတော့ကြံ့ခိုင်ရေးကိုကျွန်တော်ဦးစင်းတော့ဦးတိုင်းစင်ဆိုးရလက်ထက်ကလေးရယုံမိတာ အဲ့တော့ဒီနထိုးကြီးနေရာနေဝင်ပြိုင်မဲ့ကျန်းခိုင်အမတ်တွေကျန်းခိုင်ထွတ်တော်အမတ်တွေနထိုးကြီးမြို့ကိုတကယ်အမတ်တကယ်ခင်ဗျားတို့ပြောင်းလဲအောင် လုပ်ပေးနိုင်မလုပ်ပေးဘူးလားဆိုအလုတ်လေနဲ့မဟုတ်ဖ ೇನೆ အလုံးနဲ့တက်တည်ပြောင်းဖို့လိုအပ်ပြီလို့ပြောချင်ပါလေဗျာနော်ပေါကုတော်တော်မှာဒီလိုနေရာကိုရောက်ရှိနေတယ်ဆိုရင်ခင်ဗျားတို့ဟာနိုင်ငံကိုအုပ်ချုပ်မဲ့သူနိုင်ငံကိုကြီးကြပ်မဲ့သူကိုမျိုးနယ်ကိုတိုးတက်အောင်ပြောင်းလဲအောင်လုပ်ပေးမဲ့သူတွေပဲနော်အဲ့တော့ပြူရီပူပြီးမှယုံကြည်မှုအပြည့်အဝရှိအောင်ပြူရီပူပြီးမှယုံကြည်လာအောင်ပေါ့ဗျာနော် ခမတို့ကိုအာကိုလာအောင်လာခဲ့လို့ပဲဖိတ်ခေါ်ပါတယ်ဗျာနော်တမနခိုးကြီးတမတော်ကတရားခိုင်တော့အုပ်ချုပ်ထားပါ ਈ ဗျာနော်တရားခိုင်တော့အုပ်ချုပ်ထားပါ ਈ အဲ့တော့ကြံခိုင်ရေးထောက်ခံတဲ့လူတွေရောဝဲရတဲ့တွေရောကို့မျိုးကို့ရွာကိုပြန်လာခဲ့ကြပါတော့လို့ပေါ့ကိုတော့ဖိတ်ခေါ်ပါတယ်ဗျာအားလုံးတာပါပဲဗျာ